ိန်ကောပြောက်ွယ်လူနှီးပါဖြစ်နေတဲ့ချင်းလူမျိုးတွေရဲ့ချင်းရိုးရာအာကစားနည်းတွေအနက်တစ်ခုဖြစ်တဲ့ချင်းနှပန်းပွဲကိုဟာခါမြို့မှာပြုလုပ်နေတဲ့ချင်းမျိုးသားနေမှာထဲသွင်းကျင်းပခဲ့ပါတယ်။ချင်းရိုးရာအာကစားတွေကျင်းပမှုနည်းပါလာပြီးရိုးရာအာကစားနည်းတွေလည်းတဖြည်းဖြည်းပပျောက်လာတယ်လို့သိရပါတယ်။ဗန်နာရေးအခက်အခဲတွေအပါအဝင်အခြားအခက်အခဲတွေကြောင့်အခုလိုရိုးရာအာကစားတွေပပျောက်လာတယ်လို့ချင်းရိုးရာနှပန်းပွဲကို၁၀နှစ်တိုင်တိုင်ကျင်းပခဲ့သူဦးချွာကပြောပါတယ်။ဗန်နာရေးအခက်အခဲလည်းရှိနေမှာပါနော်။ မလို့ကအဲ့လိုမလို့တာလည်းကျွန်တော်ကျွန်တော်တို့ဒီဘာသာကြောင့်လည်းဖြစ်ဖြစ်မယ်ဘာသာယူဒီကြောင့်လည်းကျွန်တော်တို့ကဟုတ်တာဒီဘာသာကိုလည်းဥစားပေးပြီးတော့ဒီကစားတွေကိုကျွန်တော်တို့ကအားမပေးနိုင်တာတော့ဘာလို့လဲဖြစ်မယ်နောက်ပြီးတော့ဒီလူကစားကြီးလို့ပြီဆိုရင်လည်းအနေအချင်းတော့ပုံချောက်ဖို့ရှိတယ်လေအဲ့ဒါကျွန်တော်တို့ဒီပြန်ပွဲမှာဆိုရင်ကျွန်တော်တို့အဲ့လိုပဲ72သိန်းတော့အမှန်ကမလို့ပါအများကြီးပါတယ်ဒါမှမဟုတ်ဒီကချင်းပါတယ် မင်းမရပါတော့ဒေသမှာရှိတဲ့လူတွေအားလုံးဒီနေရာအချင်းချင်းနဲ့ရှိတဲ့လူတွေအားလုံးဒီလိုပဲဝမ်းဝမ်းကြွတော့အားပြေတယ်ပတ်မှုမှာပဲကျွန်တော်တို့ကရှိစေပါတော့ချင်းရိုးရနပန်းပွဲဟာချင်းမျိုးနယ်စုတွေမှာဟိုးအရင်ထန်းသာကြီးပုံမြင်ထဲမှာသူ့မင်းနဲ့ဒါဘီဆိုတဲ့ပုံမြင်မှာယောက်ျားလေးဖြစ်သူကသူ့ချစ်သူစီကိုတွားလေတဲ့အခါမှာအခြားလူပြိုတွေကရင်နဲ့လှမ်းပတ်တယ်လို့ဆိုပါတယ်ဒီလိုရင်နဲ့လှမ်းပတ်တယ်ဆိုတာဟာစိန်ခေါ်တဲ့သဘောတက်ရောက်တဲ့အတွက်နပန်းကစားကြပြီး လူပြိုတွေအကုန်လုံးကိုသူမန်းကအနိုင်ရရှိခဲ့တယ်လို့ပုံမြင်ကဆိုပါတယ်ဒီလိုအနိုင်ရရှိတာကိုဒါဘီကလည်းတချင်းဆက်ဆိုခဲ့ပြီးအဲ့လိုပုံမြင်ကနေအခုလိုနဗန်းအားကစားတွေဖြစ်ပေါ်လာတယ်လို့သိရပါဗျ။နဗန်းကစားတဲ့အခါမှာနောက်ဆုံးအရှုံးအနိုင်ပေါ်တဲ့အထိကစားကြပြီးထင်းရှုမီးတွေထုံးပြီးကစားကြကအဲ့ဒီကနေမှတဆင်မင်္ဂလာဆောင်ပွဲကနေစင်းတိုင်းရင်သားတို့ရဲ့အထွတ်အမြတ်ပွဲတွေတိုင်းမှာကစားကြတယ်လို့ဥချွာကဆက်လက်ပြောပါဗျ။နဗန်းကစားတဲ့အခါမှာခါမှချီပြီးလုံပြီး ပလက်လန်ပြီးကျဲမာလုံးလို့နှစ်ကြိမ်နိုင်မှာကအနံ့ရရှိတာဖြစ်ပါတယ်။အသက်အရွယ်အရအသက်40အောက်ပိုင်းလူငယ်တွေအကုန်ကစားကြပါတယ်။ချင်းရိုးရံနပန်းပွဲဟာကိုကာယတက်မာမှုနဲ့အသက်ပုတ်ကျွမ်းကျင်မှုကိုအဓိကအားထားပြီးစင်ခေါ်ပွဲတွေရှိတာဖြစ်ပါတယ်။ဒါပြင်တဦးတယောက်တည်းကိုလူအများကတယောက်ချင်းစင်ခေါ်ကစားကြရတာလည်းရှိရလို့သိရပါတယ်။